မာကတ်စ်ရက်ရှ်ဘူရဲ့လက်ရှိအခြေအနေမှာဆိုလို့ရှိရင်ဘာစီလိုနာမှာသူခြေစွမ်းပြနေတာမှန်တယ်ကာရီတာကောင်းနေကြောပြနေတာမှန်တယ်ဘာစီလိုနာဘက်ကလည်းရက်ရှ်ဘူကိုဒရော်လေးသဘောကျတာလည်းမှန်တယ်ဒါပေမဲ့ကျွန်တော်ဘာစီလိုနာဘက်ကတိကျောက်ဝယ်ပါမယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့ပြမနေသေးဘူးအားလုံးင်္ဂါပါတဲ့နေနမယ်ယူ channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့သတင်းလေးတွေကိုကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ဖက်ဘရီဇီရိုမန်နိုရဲ့ဖော်ပြချက်တွေဖြစ်ပါတယ်လက်ရှိကျွန်တော်အငားထွက်ပြီးတော့ကျွန်တော်ကစားနေတဲ့ကစားသမားအများစုရဲ့အနာဂတ်ပလန်တွေနဲ့ပတ်သက်ပြီးတော့ဖက်ဘရီဇီရိုမန်နိုဆွေးနွေးထားတာတွေကျွန်တော်ရှိရဲဆိုတော့ဒါတွေကိုကျွန်တော်ပြန်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့အဲကျွန်တော်ဒီလက်ရှိကျွန်တော်အငားသွားတဲ့ကစားသမားတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီလူငယ်တွေမပါဘူးပေါ့လေလက်ရှိကျွန်တော်ဒီပြီးခဲ့တဲ့ရာသီတုန်းကအတင်းမှရှိခဲ့ကြတဲ့ကစားသမားတွေပြီးတော့ကျွန်တော် ဒီဘယ်လိုပြောအသင်းရဲ့ကျွန်တော်တို့ဒီလုံးဝကျွန်တော်အနာဂတ် plan တွေထဲမှာလုံးဝမပါတော့တဲ့ကစားသမားအသည်အကြောင်းနဲ့ပတ်သက်ပြီးတော့သူဆွေးနွေးထားတာပါเนาะဒီညမှာကျွန်တော် Rasmus Finland လို့ပါတယ်ပြီးတော့ Marcus Rashford လို့ကျွန်တော်ပါတယ် Jan Sancho Andre Onana နဲ့ပတ်သက်ပြီးတော့အနာဂတ်အစီအစဉ်တွေအကြောင်းကိုကျွန်တော်တို့ဘုံမှန်တို့ပြောထားတာ၄ရှိပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ဆွေးနွေးပေးသားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပထမဦးဆုံးကျွန်တော် Rasmus Finland ကနေကျွန်တော်စမယ်ပေါ့เนาะဆိုတော့ Rasmus Finland ရဲ့ကျွန်တော်လက်ရှိအခြေအနေအရဆိုလို့ရှိရင်သူ Napoli မှာအငှားထွက်ကစားနေကျွန်တော်အားလုံးအကုန်လုံးသိရယ်ကျွန်တော်တို့ဒီ ပြောင်းရွှေ့ကြီးအခြေအနေတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်သူကကျွန်တော်ဒီအငားထွက်ပြီးတော့ကစားကလေးကကျွန်တော်တို့ loan fee ဆိုပြီးတော့ကျွန်တော်အငားပြောင်းရွှေ့ကြီး United ကကျွန်တော်ရထားတယ် Euro 6တန်းပေါ့နော်အဲ့လောက်တိကျွန်တော်ရထားတယ်ပြီးတော့ကျွန်တော်တို့မဖြစ်မနေဝယ်ယူခွင့်ဆိုတဲ့အဲဒီစာချုပ်မျိုးကျွန်တော်ချုပ်ဆိုထားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်အငားစာချုပ်ပေါ့နော်ချုပ်ဆိုထားတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ Napoli ဘက်ကလည်းဒီအရာကိုကျွန်တော်တေချာပေါ့အသက်သွင်းပါမယ်ဆိုပြီးတော့ Fabrizio Romano ကကျွန်တော်အခိုင်အမာကျွန်တော်ပြောတယ်ဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ဒီ အဲဘလူနီနဲ့ပဲဖြစ်ဖြစ် Rasmus Finland ကအသင်းကိုကျော်ပြန်ရောက်လာစီရအကြောင်းလုံးဝမရှိတော့ဘူးဆိုတော့ Manchester United နဲ့ Rasmus Finland ရဲ့ကျော်အနာဂတ်ကိစ္စကကျော်ပြီးသွားပြီလို့ကျော်ပြောလို့ရမှာနော်ဆိုတော့ Rasmus Finland ကိုကျွန်တော်တို့ဝယ်လုံးကကျော်ယူ80လောက်တိကျွန်တော်ကုန်ကြခဲ့ပြီမြဲအခုလက်ရှိအနေထားမှာဆိုလို့ရှိရင်ခုအသင်းမှာကျွန်တော်200လောက်ပြင်လည်ခဲ့တယ်ဘလူးမအဆင်မပြေဖြစ်တယ်နောက်ဆုံးကျွန်တော် Napoli ကိုကျွန်တော်တို့အငားချရဲ့ခြေနေမျိုးမှာအခုလက်ရှိကျွန်တော် total package အရသလို့ရှိရင်အဲဒီဘာနော်ဘယူ80လောက်တိကျွန်တော်ပြင်ရတယ်ဆိုတော့ အရင်ကတော့ကျွန်တော်တို့မစိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်ရှုံးတော့ရှုံးပြီပဲပြန်တော့ရသေးရဲ့ဆိုတော့အရာမျိုးပေါ့နော်အဲ့လောက်ပဲကျွန်တော်ရတယ်ပေါ့နော်ဆိုတော့ယူတန်း90လောက်ထိတော့ကျွန်တော်တို့ကြံရဖို့ရှိပါတယ်ဆိုတော့အဲဒါမှမဟုတ်တရင်းတွေထွက်တဲ့လိုမျိုးကျွန်တော်တို့ shares ကိုတန်ရန်ရတော့ဒီ Christmas ခိုင်းတဲ့ကိုကျွန်တော်ပြန်ခေါ်မလားလို့ပြီးလို့ရှိရင်ရာသီကုန်မှာဒီတိုက်ဆက်မှုလိုအပ်ချက်တွေနဲ့ကျွန်တော်ဖြစ်လာပြီဆိုလို့ရှိရင် Joshua Sigley ကိုအတင်းကနေထွက်သွားပြီဆိုလို့ရှိရင် Christmas Wildland ကိုအတင်းမှာပြန်မြင်ရမလားလို့ဒိုင်းနဲ့ပတ်သက်ပြီးတော့ Provision Manor ကလုံးဝကျွန်တော် မဖြစ်နိုင်ဘူးဆိုတဲ့အရာကိုကျွန်တော်ရှင်းရှင်းလင်းလင်းကျွန်တော်ပြောခဲ့ပြီးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီလိုကြောင့်မလို့ response white land ဒီတေချာပေါက်ဆိုလို Napoli ကစားသမားတယောက်ကျွန်တော်ဖြစ်လာမှာပါဆိုတော့ Napoli ဘက်ကလည်းတေချာပေါက်ဆိုလို Jadi Gon နဲ့အခါကြလို့ရှိရင် response white land ကိုဒီ total package ကျွန်တော်တို့ဒီဘောနော်အာဒီအငှားပြောင်းရှိတဲ့ယူ6000ပြီးတော့ယူကန်ယူ44000တို့တဲ့ package 350နဲ့ ခေါ်ယူသွားမယ်အခြေအနေမှာကျွန်တော်ရှိပါတယ်ဆိုတော့ဒါက Rasmus Pilan နဲ့ပတ်သက်ပြီးတော့ပါအဲ့တော့ကစားသမားတယောက်ကတော့ကျွန်တော် Marcus Rashford ပါဆိုတော့ Marcus Rashford ကအခုလက်ရှိကျွန်တော် Barcelona မှာသူတော်တော်လေးအခြေအနေကောင်းတယ်ပေါ့နော်ကျွန်တော်တို့ Barcelona ကိုသူအငားပြောင်းသွားတဲ့အခြေအနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ loan fee ပေါ့နော်အငားတောင်းရှိကြေးပိုင်းကျွန်တော်ရရမျိုးတွေမရှိဘူး Rashford ကိုယ်တိုင်လည်းကျွန်တော်တို့ဒီလောက်ခလာစာကျွန်တော် short ယူပြီးတော့လောက်ခလာစာအပြည့်အဝကို Barcelona ဘက်ကနေပြီးတော့ Rashford ရဲ့အဲဒီပေါ့နော်လာစာအကုန်လုံးကိုကျွန်တော်တာဝန်ယူတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ အငှားချလိုက်တဲ့ခြင်းမျိုးပါဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ဒီအပိသက်ဝယ်ယူခွင့်ဆိုတဲ့အရာမျိုးတော့ကျွန်တော်ပါတယ်မဖြစ်မနေတော့မဟုတ်ဘူးရာသီကုန်မှာကျွန်တော်အပိသက်ကျွန်တော်တို့ဒီတန်း30နဲ့ဝယ်ယူခွင့်ကျွန်တော်ရှိတယ်ဆိုတော့လက်ရှိအခြေအနေမှာဆိုလို့ရှိရင်တော့ဘာစီလိုနာဘက်ကဒီကစားသမားဒီကျွန်တော်တို့သူ့ရဲ့အတ္တိကျူပိုင်းဆိုင်ရာတွေဘာစီလိုနာမှာတော်တော်လေးကောင်းနေတယ်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ကျွန်တော်ခြေစမ်းပိုင်းဆိုင်ရာတွေတော်တော်ကိုကျွန်တော်တို့ကောင်းနေတဲ့အခြေအနေဖြစ်တော်နေရတယ်ပဲဘာစီလိုနာရဲ့ဘက်ကဒီရက်ရှ်ဘုတ်ကိုဒီရာသီကုန်လို့ရှိရင်ပိသက်ယူတန်း30နဲ့ ဝယ်ပါမယ်ဆိုတဲ့အရာမျိုးတွေရိုမန်နိုရဲ့ဘက်ကကြောင့်ကြားထားရခြင်းမရှိသေးဘူးဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့မှာကက်စရက်ကိုရဲ့လက်ရှိအခြေအနေမှာဆိုလို့ရှိရင်ဘာစီလိုနာမှာသူခြေစွမ်းပြနေတာမှန်တယ်ကာရီတာကောင်းနေကျွန်တော်ပြနေတာမှန်တယ်ဘာစီလိုနာဘက်ကလည်းရက်ကိုကိုဒရော်လေးသဘောကျတာလည်းမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ဘာစီလိုနာဘက်ကဒီကြောင့်ဝယ်ပါမယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့ပြမနေသေးဘူးပေါ့နော်ဆိုတော့ဒီတော့ကြောင့်မလို့ရက်ဖို့ဒီကျွန်တော်တို့ဒီအသင်းကိုပြန်ရောက်လာနိုင်ခြင်းအများကြီးကျွန်တော်ရှိပါတယ်ဒါပေမဲ့ Manchester United ရဲ့ဒီပေါ့နော်လက်ရှိကျွန်တော်တို့အနာဂတ် plan ကြီး project ဒီမှာဆိုလို့ရှိရင် market threshold ကကျွန်တော်ပါဝင်နေခြင်းမရှိတော့ပါဘူးဆိုတော့ဒီတော့ကြောင့်မလို့တကယ်လို့အသင်းကိုကျွန်တော်ပြန်ရောက်လာခဲ့သည်ရှိတော့အသင်းဘက်ကကျွန်တော်ဒီကတ္တမဖြစ်သူကိုပြန်လဲရောင်းချဖို့အတွက်ပဲဂျူပန်သွားမယ့်အခြေအနေမှာရှိတယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့အဲဒီဒီနေ့မှာအခြေအနေနှစ်ခုပေါ့နော်ဘာစီလိုနာဘက်ကခေါ်ရင်တော့ကျွန်တော်ပြီးသွားပြီဘာမှအသိပြီးတော့ကျွန်တော်ဆိုရင်ကြမလို့ယူရိုတန်း30နဲ့ကျွန်တော်တက်လို့ရမယ်ပေါ့နော်ဒါပဲရှင်းရှင်းလေးရတယ်ဒါပေမဲ့ဘာစီလိုနာကအကယ်၍မခေါ်ခဲ့ဘူးဆိုလို့ရှိရင်တော့အသေးကိုပြန်ရောက်လာမယ်ကျွန်တော်ပြန်ပြီးတော့ရောင်းရောင်းဖို့အတွက်ကျွန်တော်လောက်ရမယ်ပေါ့ ဒီနေရာမှာကျွန်တော်လက်ရှိသူပါစီလိုနာမှာပြနေတဲ့ခြေစွမ်းတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သူရဲ့ကျွန်တော်ခြေစွမ်းကအဲပြောမယ်ဆိုလို့ရှိရင်အတိုင်းအတာတစ်ခုတည်းကျွန်တော် receive value ကျွန်တော်ပြန်တက်လာနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီတက်ကြောင့်မလို့အဲဒီလာမယ့်ယာတိမှာတကယ်လို့ rush book ပြန်ရောက်လာရင်ကျွန်တော်ပြန်ရောက်ရတာကအရင်ကြီးခက်ခဲမဲ့အခြေအနေမှာမရှိဘူးလို့ကျွန်တော်တယောက်တည်းမြင်တယ်ပေါ့နော်ဆိုတော့ဒါကျွန်တော် rush book ရဲ့အခြေအနေဆိုတော့ rush book ကလည်းဒီကြောင်ပေါ့ဆိုသူအသိရဲ့ကျွန်တော်အနာဂတ်ဒီထဲမှာပါဝင်တော့တဲ့ကစားသမား မဟုတ်တော့ပါဘူးဆိုတော့နောက်တစ်ယောက်ကတော့ကျွန်တော်တို့ဂျီဒန်ဆန်ချိုပါလက်ရှိကျွန်တော်အက်စတွန်ဗီလာမှာအငားထွက်ပြီးတော့ကျွန်တော်တို့ကစားနေတယ်ပြီးခဲ့တဲ့ရာသီကျောင်း Chelsea ကိုအငားထွက်ကစားရတယ်အဲဒီကောင်မှ Chelsea ဘက်ကဝယ်ယူဖို့စူးစမ်းခဲ့ပေမဲ့လာလာကိစ္စတွေကြောင့်အဆင်မပြေတယ်ဖြစ်ပြီးတော့နော်ကျွန်တော်တို့အတင်းမှာတောင်းတင်ရရနေဘယ်ဟိုအငားသွားမှမသိပြီးတဲ့ရောင်းမှမသိရကျွန်တော်တို့ဖြစ်ပြီးတော့ အက်စတွန်ဗီလာကိုကျွန်တော်အငှားသွားကစားရတဲ့အခြေအနေမျိုးပါဆိုတော့ထူးခြားတာအချင်းတန်ဆန်ချိုကရာသီကုန်မှာကျွန်တော်အသင်းနဲ့စာချုပ်ကုန်ပါပြီဒါပေမဲ့ကျွန်တော်ဒီအဲဒီသူ့ကိုဝယ်ယူစဉ်ကချုပ်ခဲ့တဲ့စာချုပ်တဲမှာဆိုလို့ရှိရင်ကျွန်တော်အတနစ်အပိုချုပ်ဆိုပွင့်ဆိုတဲ့အရာမျိုးကျွန်တော်ပါတယ်ဆိုတော့ဂျာမန်မှာတနင်္လာနေ့ထွက်ခဲ့တဲ့ပုံစံတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဂျီယန်ဆန်ချိုကိုကျွန်တော်ပြန်ပြီးတော့ရောင်းချတဲ့နေရာမှာဒီပေါ့နော်ကျွန်တော်တိုင်းနာတစ်ခုအထိအမြင်အစွန်းနည်းနည်းပါးပါးအမြင်အစွန်းတော့မဟုတ်ပါဘူးလေဘောပဲဖြစ်နော်အမြင်အစွန်းကကျွန်တော်ရကြမရှိတော့ရှုံးနေပါနော် အဲ့ဒါတခုတည်းငွေကြေးအ ਨੇ ပကျွန်တော်ရရှိဖို့အတွက်မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကသူ့ရဲ့ကျွန်တော်စာချုပ်ဒီဘာလို့ပြောတနစ်အပိုချုပ်ဆိုပွင့်ဆိုတဲ့အရာကိုအသက်သွင်းမယ်ဘာညာဆိုပြီးတော့ကျွန်တော်တင်းနေထွက်ဖူးတယ်ဒါပေမဲ့အဲ့ဒီအရာတွေကကျွန်တော်လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အချက်ကိုကျွန်တော်ရိုမန်တို့ကကျွန်တော်ထောက်ပြသွားတယ်ဒါကလည်းလုံးဝကျွန်တော်ရှင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်သူ့ရဲ့လုခလာစာကြီးမားမှုကြောင့်ဖြစ်တယ်ပြီးခဲ့တဲ့ຫນွေတွေကကျွန်တော်ခံစားမှုပြီးသွားပြီဘာလို့ဆိုတော့ပြီးခဲ့တဲ့ຫນွေမှာ သူကကျွန်တော်တို့ဒီလောက်ခလာစာဘလို့မှကျွန်တော်ရှော့ယူမဲ့အခြေအနေမှာမရှိဘူးရှော့ယူမဲ့အခြေအနေမှာမရှိတဲ့အတွက်ကြောင့်လို့ကျွန်တော်ရောင်းရတာအရန်ခတ်တယ်ရန်ခတ်တဲ့အတွက်ကြောင့်လို့ကျွန်တော်တို့အသင်းတွေရှားတာနော်သူ့ကိုကျွန်တော်တို့ရောင်းဖို့ကိစ္စတော်တော်ခက်ခဲဖြစ်ပြီးတော့နောက်ဆုံးမှာအန်ဆွန်မီလောက်အငှားချလိုက်ရတယ်ဒီလိုအခြေအနေမျိုးထပ်မဖြစ်ဘူးလို့ကျွန်တော်တို့ ပြောလို့မရအောင်ဒီတော့ကြောင့်မလို့လေသူ့ရဲ့ကျွန်တော်တနည်းအပိုချုပ်ဆိုခွင့်ဆိုတဲ့အရာကိုလုံးဝအသက်သွင်းဖို့ United ဘက်ကစီစဉ်ထားခြင်းလုံးဝမရှိဘူးလက်ရှိ Aston Villa မှာကစားနေတဲ့ရာသီကုန်လို့ရှိရင် Aston Villa ဘက်ကလည်းပြေကြပဲဝယ်မှာမဟုတ်ဘူးဝယ်နဲ့ဝယ်မှာမဝယ်နဲ့မဝယ်ဘူးပေါ့နော်ဆိုတော့မဝယ်ဘူးကတော့ကျွန်တော်ရာခိုင်နှုန်းများတယ်လေကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ရာသီကုန်မှာကျွန်တော်အသိန်းကိုပြင်ရောက်လာမယ်ပြင်ရောက်လာပြီးလို့ရှိရင်အသိန်းဘက်ကအဲကျွန်တော်တို့ဒီဘယ်လိုပြောရမလဲ ရောင်းချဖို့အတွက်ကျွန်တော်တို့ကြိုးပမ်းတာမျိုးတွေမဖြစ်ချင်ဘူးဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော်စာချုပ်ကိုတက်တန်းမတိုးဖို့လိုရယ်ဆိုတော့လက်ရှိအသင်းဘက်ကလည်းဒီစာချုပ်ကိုကျွန်တော်တို့တက်တန်းတိုးဖို့တလုံးဝပလန်မရှိဘူးဆိုတော့ GN Central ကတကယ်လို့ Aston Villa ဘက်ကလက်လွတ်မယ်ဆိုလို့ရှိရင်ကျွန်တော်အလွတ်နဲ့ငတ်တဲ့ကံကျွန်တော်လက်လွတ်ရမယ်အခြေအနေမျိုးဒီနောက်ဒီနေရာမှာ United ကတော့ Central ရဲ့လောက်ခလာတာကြီးမားတဲ့လောက်ခလာတာကျွန်တော်3သိန်းကျော်ပဲပေါ့နော်3သိန်း2000လား3သိန်း3000အဲ့လောက်ရှိတယ်အဲ့လောက်ရှိကြပြတဲ့ကြောင်မလို့သူ့ရဲ့လောက်ခလာစာကိုကျွန်တော် short ချလိုက်နိုင်မယ် အခြေအနေမှာကျွန်တော်ရှိတယ်။ရန်ဆန်ဂျိုကအစောကြီးကတည်းကဒီပေါ့နော်မန်ချက်စတာယူနိုက်တက်ရဲ့ကျွန်တော်ပလန်နေထဲမှာမပါတော့တဲ့ကစားသမားတစ်ယောက်ဆိုတော့ကျွန်တော်အားလုံးတိထားပြီးသားပဲ။ဆိုတော့ရန်ဆန်ဂျိုကတော့ကျွန်တော်ရာလီကောမှာအလွတ်နဲ့လက်လူရဖို့ကရာနိုင်တော့အများကြီးကျွန်တော်ရှိနေပါတယ်။နောက်တစ်ယောက်ကတော့ကျွန်တော်အန်ဒရီအူနန္နာပါ။အန်ဒရီအူနန္နာအခုလက်ရှိဒီ Trabzonspor တူရီကီကလပ်မှာတွားပြီးတော့အနားထွက်ပြီးတော့ကစားနေတယ်ပေါ့နော်။ဆိုတော့အဲသူရဲ့ကျွန်တော်တို့ဒီအငှားအပြောင်းရွှေ့ရတခြားအပြောင်းရွှေ့နေကြတော့မတူဘူး။သူကသူဒီကျွန်တော်တို့ဒီဘောနော်လုံးဝ straight loan ဖြစ်တဲ့ အငှားအပြောင်းရွှေ့တည်တံ့လာကြဖြစ်တဲ့ယာလီကွန်ဒေဂျာပေါ့အသင်းကိုကျွန်တော်ပြန်ပြီးတော့ရောက်လာမယ်ကစားသမားတဦးကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ကြားကစားသမားတွေလူမျိုးကျွန်တော်ယာလီကွန်ပြီးတဲ့ဝယ်ယူခွင့်တွေပိုင်းမပါဘူးပေါ့နော်ဆိုတော့ဒီလိုကြောင့်မို့ဒေဂျာပေါ့ယာလီကွန်လို့ရှိရင်အသင်းကိုကျွန်တော်ဦးနာကကျွန်တော်ပြန်ရောက်လာမှာပေါ့ဒါပေမဲ့ခုလက်ရှိအနေနဲ့မှာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ရဲ့စိတ်ခံစားချက်ဟာဆိုလို့ရှိရင်သူတို့ခေါ်ယူထားတဲ့ Sanelmans ကိုအရင်ကျွန်တော်ဒီပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် appreciate လုပ်နေပြီးတော့ Sanelmans ဒီတကယ်ကျွန်တော်ဒီပေါ့နော်ဟိုဘယ်လိုပြောရမလဲ ဒီအသေးမှကျွန်တော်အားကိုးရမဲ့သူအဖြစ်နော်မြင်ထားတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဒီ channel man ကိုပဲကျွန်တော်တို့အဲလုံးဝကျွန်တော်တို့ဒီ main ကိုသမားအဖြစ်ကျွန်တော်တို့တွားတော့မယ်အားကိုသမားထပ်မခေါ်တော့ဘူးခေါ်ခေါ်တော့မယ်ဆိုတဲ့အရာမျိုးတွေကျွန်တော်မပါဘူးပေါ့နော်တရားတစ်ခုက address နန္ဒာကအသင်းကိုကျွန်တော်ပြန်ပြီးတော့ရောက်လာဖို့ရှိတယ်ဒါပေမဲ့ဦးနန္ဒာကိုနေရာပြန်ပေးဖို့အစီအစဉ်လုံးဝမရှိဘူးဆိုတော့ဒီတဲ့ကြောင့်မို့ကျွန်တော်တို့ဦးနန္ဒာပြန်ရောက်လာပြီဆိုလို့ရှိရင်အသင်းဘက်ကထပ်ပြီးတော့ကျွန်တော်တို့ရောင်းချဖို့အတွက်ကြိုးပမ်းသွားရဖို့ကျွန်တော်ရှိတယ်ဆိုတော့ ဒီလေးယောက်ထဲမှာဆိုလို့ရှိရင်အတန်းရတစ်ခုတည်းကျွန်တော်တို့ဒုက္ခရောက်မယ်လို့ကျွန်တော်ခံစားရတာဒီဥနာနာတယောက်ပဲဆိုတော့ဥနာနာကအခုလက်ရှိကျွန်တော်ဒီ threshold ပေါ်မှာအရင်ဆိုးနေရတာမဟုတ်ပေမဲ့အဲဒီသူ့ကိုကျွန်တော်ပြန်ရောင်းချဖို့ကအတန်းရတစ်ခုတည်းကျွန်တော်ခက်ခဲနိုင်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ကျွန်တော်တို့ဒီဘယ်တော့ဟို performance တွေကြောင်းမယ်သူ့ရဲ့ကျွန်တော်တို့ error တွေကြောင်းမယ်ပေါ့နော်သူ့ရဲ့ error တွေသူ့ရဲ့ performance တွေကဝယ်မဲ့အသင်းတွေကိုကျွန်တော်လက်တွန့်မဲ့အခြေအနေမျိုးတွေကျွန်တော်ဖြစ်လာနိုင်တယ်ဆိုတော့ဒီတဲ့ကြောင့်မလို့သူ့ကိုကျွန်တော်တို့ခေါ်ယူမဲ့ကလပ်အသင်းရှိပါမလားသူ့ကိုကျွန်တော်တို့ရောင်းမယ်ဆိုလို့ရှိရင်ရော အဲဒီဝယ်မယ့်အတင်းအကြောင်ရှိပါမလားငါငါချမယ်ဆိုလို့ရှိရင်တော့မှငါမယ့်အတင်းရှိပါမလားဒီအရာတွေကကျွန်တော်တို့တော်တော်လေးအဲဒီကွန်ဆန်ဖြစ်စရာစိုးရိမ်စရာကျွန်တော်ရှိတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် NGO အနာနာကလည်းအတင်းရဲ့အနာဂတ် plan project တွေထဲမှာမပါတော့တဲ့ကိုယ်တမတအုပ်ဖြစ်ကျွန်တော်တို့ငင်ထားလို့ရပါတယ်ဆိုတော့ဒီလိုကြောင့်မလို့ကျွန်တော်တို့ဒီ Rasmus Island Marcus Rashford ဂျီဒန်ဆန်ချိုကျွန်တော်အလွတ်နဲ့လက်လွတ်မယ်ဆိုတော့ အာဒီအန်ဒရူးအိုနာနာကလည်းကျွန်တော်တို့ဒီရာသီကုန်မှာပြောင်းအောင်လာမယ်ဆိုပေမဲ့အသင်းဘက်ကတေချာပေါ့ကျွန်တော်ဦးစားပေးပြီးတော့ရောင်းချဖို့အတွက်ကြိုးစားသွားမယ်ကစားသမားတွေကြောင့်ဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီနေ့ရထားတဲ့ message sign နဲ့တည်းနဲ့ပတ်သက်တဲ့သတင်းတွေပါဆိုတော့ဘာသာတို့ရဲ့အမြင်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးသားလို့ရပါတယ်ကြည့်ရှုအားပေးတဲ့ညီကိုများအားလုံးကျေးဇူးပြုတင်ပါတယ် channel ကို subscribe မှဆိုဆိုလို့ရှိရင် subscribe လေးလုပ်ပေးထားကြပါဦးအားလုံးကို request တော့ပါကျွန်တော်နောက်ထပ် video တွေမှာပြန်တွေ့ပါအားလုံးကျေးဇူးပါခင်ဗျာ